င်္ဂလာပါခင်ဗျာ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပါလက်စတိုင်းလူလားသူတွေရဲ့ဆန္ဒပြမှုကိုကာကွယ်ဖို့အမေရိကန်ကကြောင်းသားဗီဇာ၃၀ထပ်မင်းကိုပြန်ယူသိမ်းလိုက်တဲ့အကြောင်းပြည်တော်စုအသုံးစရိတ်ဒေါ်လာ9ထရီလီယံနဲ့ဒေါ်လာ10ထရီလီယံရှော့ချနိုင်မယ်လို့ယုံကြည်တဲ့အကြောင်းအီလွန်မတ်စ်ကပြောကြားထားတာနဲ့ မေရိကန်ရဲ့စီးပွားရေး၊လုံခြုံရေး၊စီးရေးစတဲ့ပူးပေါင်းခဲ့တဲ့အတိတ်ကဆက်ဆံရေးတွေအဆုံးသတ်ပြီးဖြစ်တဲ့အကြောင်းကနေဒါဝန်ကြီးချုပ်ကပြောဆိုခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ပရမဆုံးအနေနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတက္ကသိုလ်ကျောင်းဝင်းထဲမှာပါလက်စတိုင်းလူလားသူတွေရဲ့ဆန္ဒပြမှုကိုကောက်ွယ်ဖို့ပြည်ပကျောင်းသားဗီဇာ300ထက်မနည်းကိုပြန်ရုပ်သိမ်းလိုက်တဲ့အကြောင်းနိုင်ငံသားရေးဝန်ကြီးမာကိုရူဘီရိုကပြောဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ The activities presented to me meet the standard of what I've just described to you. Rubiro ga Guyana ကိုအလဲဖက်ရောက်ရှိနေစဉ်သတင်းတောက်တွေကိုကျောင်းသားဗီဇာ300ကျော်ပြန်ရုပ်သိမ်းမှာပါဒီလိုပြိပင်မှုကိုလည်းနေတိုင်းပြုလုပ်မှာဖြစ်ပြီးမယူရဲစံသူတယောက်တွေ့တာနဲ့ပြိပင်မှုတွေပြုလုပ်မှာပါလို့ပြောဆိုထားပါတယ်အဲ့ဒီမှာသတင်းတောက်တွေကကျောင်းသားရေအတွက်ဘလောက်ကိုဗီဇာပြန်ရုပ်သိမ်းမလဲဆိုတာမေးမြန်းထားတာလည်းတွေ့ရပါတယ် Trust တက္ကသိုလ်မှာတက်နေတဲ့ ဘာဒဂူတန်းအတွက်ပညာသင်နေတဲ့တူရကီကျောင်းသူတူကိုလူဝင်မှုကြီးကြပ်ရေးကမျက်နှာဖုံးတွေဝစ်ဆင်ပြီးဖမ်းဆီးခဲ့မှုကိုရူဘီရိုကကာကွယ်ပြောဆိုခဲ့ပါတယ်။ Miss Order လို့ခေါ်တဲ့ F1 ကျောင်းသားဗီဇာနဲ့ကျောင်းသူတူဟာကလေးနဲ့လူသားဖွံ့ဖြိုးမှုအစီအစဉ်မှာပါဒဂူဘွဲ့တင်ကြားနေတဲ့သူတူပဲဖြစ်ပါတယ်။ခမည်းကကျောင်းသားဗီဇာလျှောက်ပြီးအမေရိကန်မှာပညာသင်ကြားမယ်ဆိုပါစို့။ခင်ဗျားတို့ကပညာသင်ကြားဖို့တခုတည်းမဟုတ်ပဲတက္ကသိုလ်ရဲ့ပညာသင်မှုကိုဖျက်ဆီးတဲ့လှုပ်ရှားမှုကျောင်းသားတွေကိုနှောက်ယှက်မှု ဗျံပရာဖြစ်မှုတွေကြောင့်ကျွန်တော်တို့ဗီဇာမပေးပါဘူးလို့ရူဘီရိုကပြောဆိုပါတယ်။ဖန်စီခံခဲ့ရတဲ့ចောင်းသူ Miss Order ရဲ့ရှေ့နေကတော့ဒီလိုမျိုးဖန်စီတာကတရားမဝင်ကြောင်းပြောဆိုထားပါတယ်။ Miss Order ဟာပါလက်စတိုင်းတွေလူမျိုးတုံးတပ်ဖြတ်ခံရတဲ့နဲ့ပတ်သက်ပြီးစန့်ကျင်မှုတွေမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ရူဘီရိုကတော့ Miss Order ကိုဘာမှုနဲ့ဆွဲဆိုထားတယ်လဲဆိုတာကိုတော့ပြောဆိုခဲ့ခြင်းမရှိပါဘူး။အမေရိကမှာပညာသင်နေတဲ့နိုင်ငံတကာကကျောင်းသူတူဟာပါလက်စတိုင်းတွေကိုထောက်ခံခဲ့တာကြောင့်ဖမ်းဆီးခံရမှုပဲဖြစ်ပါတယ် ထရန့်ကတော့သူတို့ဟာနိုင်ငံသားမဟုတ်တဲ့သူတွေကိုလူဝင်မှုကြီးကြပ်ရေးနဲ့အမျိုးသားအောက်ဝါတွေကိုအသုံးပြုပြီးအမေရိကန်ရဲ့နိုင်ငံခြားပေါ်လစီနဲ့အမျိုးသားလုံခြုံရေးကိုပဋိပက္ခဖြစ်အောင် ပြုလုပ်သူတွေကိုနေရပြန်ဖို့မယ်လို့တရားဝင်ပြောဆိုထားတာရှိပါတယ်။ရူဘီရိုကလည်းအမေရိကန်ကကျောင်းသားဗီဇာတွေပေးတာကဘွဲရရှိအောင်ပါ။ကျွန်တော်တို့ရဲ့ကျောင်းဝင်းထဲမှာလူ့အခွင့်အရေးလှုံ့ဆော်မှုတွေပြုလုပ်ဖို့မဟုတ်ပါဘူး။ခင်ဗျားကလိန်ပြီးဗီဇာရ ဒီလိုအပြုမူဖို့တရင်တွေ့တာနဲ့ကျွန်တော်တို့ကဗီဇာကို ပြန်ရုပ်သိမ်းမှာပါလို့ကြာသာပတေးနေ့ကပြောဆိုခဲ့ပါတယ်ခင်ဗျာ Democratic order and protesting in favor of groups that advocate the slaughter and murder of innocent people နောက်ထပ်တင်ဆက်ပေးမှာကတော့ဤပညာတထေးကြီး Elon Musk ကသူ့ရဲ့ရွေချက်ကပြည်တော်စုအသုံးစိတ်ကုန်ကြငွေဒေါ်လာ1 trillion ကိုဝန်ဆောင်မှုတွေကို မထိခိုက်ပဲရှော့ချဖို့ရည်ရတဲ့အကြောင်း Fox သတင်းဌာနနဲ့အင်တာဗျူးမှာ ဖြေကြားခဲ့တဲ့အကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ um, so it, from a nominal deficit of 2 trillion to try to cut the deficit in half to 1 trillion um, or looked at it in total federal spending to drop uh, the federal spending from 7 trillion to 6 trillion ဆိုရတရားမှုဌာနကလက်ရှိအချိန်မှာဒေါ်လာ1 trillion ရှော့ချနိုင်မယ်လို့ Brad Bia ရဲ့အထူးအစီရင်ခံစာအရ Elon Musk ကယုံကြည်နေပါတယ်။ American နိုင်ငံဟာတစ်နှစ်3စရိတ်ဒေါ်လာ9 trillion ရှိပြီး6 trillion ထိရှော့ချဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အဆိုရတရားမှုဌာနကလုံသမားရှော့ချမှုတွေ စာချုပ်ဖျက်သိမ်းမှုနဲ့ပိုင်ဆိုင်မှုရောင်းချရငွေတွေကြောင့်မလ24ရက်နေ့စီးရင်တွေရဒေါ်လာ135ဘီလီယံတက်တာလာပြီလို့ခန့်မှန်းရပါတယ်။ဒါပေမဲ့စုစုပေါင်းအသုံးစရိတ်လျှော့ချမှုတွေကအမားယွင်းတွေရှိနိုင်တာနဲ့ပြန်လည်ပြုပြင်တာတွေကြောင့်အတိအကျတွက်ချက်ဖို့ခက်ခဲနိုင်ပါတယ်။ဘတ်ဂျက်ကျွမ်းကျင်သူတွေကတော့ Elon Musk ဟာလူမှုလုံခြုံရေးလို့ program တွေကိုမဖြတ်တော့ဘဲသူ့ရဲ့ရည်မှန်းချက်ကိုမရောက်နိုင်ဘူးလို့သုံးသပ်ထားပါတယ်။ American သမ္မတ Trump ကလည်း လူမှုလုံခြုံရေးအစီအစဉ်တွေကိုဖျက်တောက်မှာမဟုတ်ဘူးလို့ဂရိပြုထားတာတွေ့ရပါတယ်။လက်ရှိချိန်မှာတက်စလာဝန်ထမ်းတွေတက်စလာကားစီးနှင်းသူတွေကိုတိုက်ခိုက်မှုတွေပြုလုပ်တာနဲ့ပတ်သက်ပြီးမေးမြန်းမှုကိုတော့ Elon Musk ကဒါဟာမှားယူတဲ့လုံဆောင်မှုတစ်ခုလို့ဖြေကြားထားပါတယ်။ Trump ရဲ့နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့အဓိကပြစ်မှတ်ထားတဲ့ပြစ်မှတ်ကတက်စလာဖြစ်လာတာပဲဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့အမေရိကန်နဲ့ကနေဒါရဲ့အတိတ်ကဆက်ဆံရေးတွေအားလုံးအဆုံးသတ်ပြီးဖြစ်တဲ့ကြောင်းကနေဒါဝန်ကြီးချုပ်မတ်ကာနီကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ The old relationship we had with the United States based on deepening integration of our economies and tight security and military cooperation is over. မကာနီကအမေရိကန်နဲ့စီးပွားရေးလုံခြုံရေးနဲ့စီးရေးတို့နယ်ရှိုင်းစာပူးပေါင်းဆောင်ရွက်မှုတွေအဆုံးသတ်ပြီလို့ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ နေဒါဝန်ကြီးများအစည်းအဝေးပြီးတဲ့နောက်မှာမက်ကာနီကသတင်းတောက်တွေကိုအခုလိုပဲပြောဆိုခဲ့တာပါကနေဒါတွေဟာကိုပိုင်စီးပွားရေးအခြေခံတွေကိုပြန်ပြီးအာရုံစိုက်နေပါပြီလို့လည်းသူကဆိုပါတယ်။ကနေဒါနိုင်ငံဟာအမေရိကန်ရဲ့ပြည်ပသွင်းကုန်ကုန်တိုးမြင့်မှုအတွက်အကျိုးသက်ရောက်မှုအများဆုံးကိုလိုက်ပြီးတုံ့ပြန်မှုတွေပြုလုပ်မှာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြည်ပကနေတင်သွင်းတဲ့ကားနဲ့ကားပစ္စည်းတွေကိုအခွန်25ရာခိုင်နှုန်းတိုးမြင့်မယ်လို့ဗိုလ်ဘူးနေမှာကြေညာထားပါတယ်။ကနေဒါနဲ့အမေရိကန်တို့ဟာ 1965ခုနှစ်မှာကားထုတ်လုပ်မှုနဲ့ပတ်သက်ပြီးစာချုပ်ချုပ်ဆိုထားခဲ့ဘူးပြီးအဲ့ဒါတွေကအဆုံးသတ်ပြီလို့ကာနေကဆိုပါတယ်အမေရိကန်ရဲ့ကနေဒါကားသွင်းမှုအပေါ်အခွန်တိုးကောက်မှုဟာဧပြီလ2ရက်နေ့ကစပြီးအသက်ဝင်မှာဖြစ်ကာကားစိတ်ပိုင်းတွေကိုအခွန်တိုးကောက်မှုကိုမေလနဲ့နောက်ပိုင်းမှာကောက်ခံမှာဖြစ်ပါတယ်ဂျာတာဘရင်းရဲ့အစောပိုင်းကထရန့်ကကနေဒါနဲ့ EU ဟာအမေရိကန်စန့်ကျင်မှုတွေပြုလုပ်မယ်ဆိုရင်ပိုပြီးစိုးမယ်ဆိုပြီးတတိပေးထားတာလည်းတွေ့ရပါတယ် EU ဟာကနေဒါနဲ့ ်ပေါင်းပြီးအမေရိကန်ကိုဒုက္ခပေးမယ်ဆိုရင်ကုန်စည်ကုန်တွေပိုပြီးတင်းကျပ်မှာပါပိုပြီးတင်းကျပ်မဲ့အစီအစဉ်တွေရှိတာကြောင့် EU နဲ့ကနေဒါတို့ကိုဆက်ပြီးပြုလုပ်သွားမှာပါလို့ Trump ကသူပိုင်နဲ့ Social Media True မှာဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ Greenland ကျွန်းရေးကရုရှားနဲ့မဆိုင်ဘူးလို့ရုရှားသမ္မတပူတင်ကပြောဆိုခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ Спасибо, благодарю вас. Prosu. Odia Ade Sawaye မြောက်ဘက်အကြီးဆုံးမြို့ဖြစ်တဲ့မိုးမကိုရောက်တဲ့အချိန်အခုလိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။အဲဒီမှာပူတင်ကအာတိတ်မှာရုရှားရဲ့ကဘာလုံးဆိုင်ရာခေါင်းဆောင်မှုကိုအားကောင်းစေဖို့တန်ဋိဌာန်ချထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်ပထဝီနိုင်ငံရေးနဲ့ပတ်သက်တဲ့ဒေတာတွင်းရှင်ပြိုင်မှုတွေလည်းပိုပြီးပြင်းထန်လာတယ်လို့ပူတင်ကသတိပေးထားပါတယ်။ပူတင်ကဥပမာအနေနဲ့ ဒေါ်နယ်ထရန့်ကဂရင်းလန်ကျွန်းကိုရောက်ဖို့စူးစမ်းနေတာကိုဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ပူတင်ကဂရင်းလန်ကျွန်းကိုပိုင်ဆိုင်ဖို့စူးစမ်းနေတဲ့ထရန့်ကိုဝေဖန်တာမျိုးမရှိခဲ့ပါဘူး။အတိုချုပ်ပြောရမယ်ဆိုရင်အမေရိကန်ရဲ့ဂရင်းလန်ကျွန်းရယူအစီအစဉ်ကအလေးနဲ့ထားရမယ့်ကိစ္စပါ။ဒီအစီအစဉ်ကတမိုင်းကျောင်းမှာကလေးကရှိပြီးသားပါ။အမေရိကန်ကအာဒိတ်ဒေသမှာပထဝီနီးပြူဟာစီရေးနိုင်ငံရေးနဲ့စီးပွားရေးတွေကိုလွှမ်းမိုးဖို့စနစ်တကျပြုလုပ်နေပါတယ်။ဂရင်းလန်ရေးကိစ္စက နိုင်ငံနှစ်နိုင်ငံရဲ့ကိစ္စပါကျွန်တော်တို့နဲ့မပတ်သက်ပါဘူးလို့ဘူတင်ကပြောဆိုခဲ့ပါတယ်ရုရှားနဲ့အမေရိကန်တို့ဟာသမ္မတဂျိုးဘိုင်ဒန်လက်ထက်တုန်းကအပြန်အလှန်ပြစ်တင်မှုတွေပြုလုပ်ခဲ့ကြဘူးပါတယ်ဒါပေမဲ့လက်ရှိနှစ်နိုင်ငံဆက်ဆံရေးကပြောင်းလဲနေပြီးရုရှားကအမေရိကန်နဲ့ပူးပေါင်းပြီးအာတိတ်ဒေသမှာတဘာဝတည်ရန်စာတာတွေထုတ်ယူဖို့အစီအစဉ်ရှိနေပါတယ်ဒါအပြင်ပူတင်ကယူကရိန်းနိုင်ငံဟာယာယီအုပ်ချုပ်ရေးနဲ့ရွေးကောက်ပွဲအသစ်ခေါ်မှာဖြစ်တဲ့ကြောင်းနဲ့ဒီလိုရွေးကောက်ပွဲအသစ်ပြုလုပ်တာက စစ်ပွဲအတွက်သဘောတူညီမှုရဖို့အဓိကအချက်ဖြစ်တယ်လို့ပြောဆိုခဲ့ပါသေးတယ်။ပူတင်ကမြောက်ကိုရီးယားနိုင်ငံနဲ့ပူးပေါင်းပြီးလဲပြဿနာတွေကိုအတူတကွဖြေရှင်းသွားမယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်ဖော်ပြပေးမယ့်အကြောင်းကတော့တူရကီနိုင်ငံရဲ့မီဒီယာစောင့်ကြည့်ရေးဖွဲ့ဟာအစ္စတန်ဘူမြို့တော်ဝင်ဖမ်းဆီးခံရမှုနဲ့ပတ်သက်တဲ့သတင်းရေးသားဖော်ပြချက်တွေကြောင့်ရုပ်သံထုတ်လွှင့်ဌာန၄ခုကို ဒဏ်ငွေချမှတ်ခဲ့ပြီးထုတ်လင်းခွင့်ဆက်ရက်ပေးလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ရေဒီယိုနဲ့ရုပ်မြင်သံကြားအဓိပတိကောင်စီ RDUK ကအတိုက်ခံရုပ်သံလိုင်းတွေဖြစ်တဲ့ SSC TV, Tele1 နဲ့ Hot TV တို့အပြင် Now TV တို့ကလည်းထုတ်လွှင့်တဲ့အစီအစဉ်တွေကိုစီးမြင်စီကံချိုးပေါက်တယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့အရေးယူမှုတွေထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ သမရအာဒိုဂန်ရဲ့အဓိကနိုင်ငံရေးပြိုင်ပွဲဖြစ်ပြီးတချို့ရွေးကောက်ပွဲတွေမှာဥဆောင်နေတဲ့မြို့တော်ဝန်ကိုမလ23ရက်တနင်္ဂနွေနေ့မှာထောင်ချခဲ့ပြီးအဂရိလိုက်စားမှုဆွဲချက်တွေနဲ့ပတ်သက်လို့ယုံကျေးကိုစိုင်းငံ့ထားပါတယ်။အီမာမိုဂလူကတော့ဆွဲချက်တွေကိုညှင်းဆန့်ထားတာတွေ့ရပါတယ်။ SSC TV ကိုဒဏ်ဝင်နဲ့ဆယ်ရကြာထုတ်လွှင့်ခွင့်ရပ်ဆိုင်းဖို့အပြင်တတိယကြိမ်ချိုးဖောက်မှုအတွက် license ကိုရုတ်သိမ်းခြင်းအထိဖြစ်လာနိုင်တယ်လို့ RDUK ကသတိပေးထားပါတယ်။ SSC TV အေဒါချုပ်က သူ့အဖွဲ့ဟာအမောင်ချခံထားရတဲ့ကာလတခြားလုံးဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တဲ့ကြောင်းရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပြီးယာယီပိတ်ပင်ခံရတာကိုအပြူသဘောဖြင့်မမြင်ပဲဒီမိုကရေစီအတွက်စုတစည်းလို့မြင်နေကြောင်းပြောဆိုထားပါတယ်တူရကီအာဏာပိုင်တွေကတော့ BBC သတင်းဌာနကသတင်းတော်တူကို18နာရီကြာဖမ်းဆီးခဲ့ပြီးတော့ပြည်သူလူထုအတွက်ချင်းချောက်မှုလို့တစိုက်ကကကြာသာပရိနေမှာပြင်းနေတယ်ပြေးခဲ့တာဖြစ်ပါတယ် ပြီးခဲ့တဲ့19ရက်ဗိုလ်တပ်ကြီးကဆန္ဒပြပွဲတွေမှာဖြစ်ပွားခဲ့ပြီးလူပေါင်း1896ဦးကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းအလီယာလီကာယာကပြောကြားခဲ့ပါတယ်။တရားရုံးတွေကသူတို့တွေက260ကိုဆိုင်းငံ့ထောင်ထဲချမှတ်ခဲ့ကြောင်းဆိုထားပါတယ်ခင်ဗျာ။နောက်တဲ့ပုံအနေနဲ့ပြီးတဲ့ပြင်ချားစာ ကင်စာကုသခြင်းကဘေးအတွက်ဆိုးကျိုးတွေခံစားရပြီးနောက်မလ29ရက်နေ့မှာ အချိန်ခဏတာစောင့်ကြည့်စစ်ဆေးမှု ပြုလုပ်ခံရတဲ့အကြောင်းဘက်ကင်ဟမ်နန်းတော်ကထုတ်ပြန်ထားပါတယ်တော်ဝင်သတင်းရင်းမြစ်တစ်ခုကတော့ဒီကိစ္စဟာသေးမွားကိစ္စဖြစ်တဲ့ကြောင်းပြောကြားထားပါတယ်။ချားပြင်ဟာစီးကြိတ်ကြီးခြင်းအတွက်နီးမှန်လမ်းမှန်စမ်းသပ်စစ်ဆေးမှုအပြီးမနစ်ကဖေဖော်ဝါရီလမှာအတိအကျဖော်ပြမထားတဲ့ကင်ဆာရောဂါတစ်မျိုးရှိတဲ့ကြောင်း တွေ့ရှိခြင်းကလေးကကုသမှုကိုခံယူခဲ့တာပါ။ သူဟာသူ့ရဲ့ clearance ဆိုင်ကိုပြန်လာခဲ့ပြီးကြိုတင်ကောက်ွယ်မှုအနေနဲ့မလ28ရက်နေ့အတွက်ချိန်ဆထားမှုကိုပြန်လည်စီစဉ်မှာဖြစ်တဲ့ကြောင်းနန်းတော်ကပြောကြပါတယ်။တဝင်းသတင်းရင်းမြစ်တစ်ခုကဘင်ကြီးရဲ့နလန်ထားမှုကအလွန်အပြူသဘောဆောင်ပြီးအချိန်နေကောင်းမွန်တဲ့ကြောင်းနဲ့သူဟာအလုံးဆက်လုံနေတယ်လို့ပြောဆိုထားပါတယ်။မလ26ရက်နေ့တွင်ဘက်ကင်ဟမ်နန်းတော်မှာခြားပြင်ကဇနီးဖြစ်သူကမလာနဲ့အတူမီဒီယာနယ်ပယ်ကပညာရှင်တွေကိုလက်ခံတွေ့ဆုံခဲ့ပါတယ်ခင်ဗျာ။ နောက်ဆုံးအနေနဲ့အီဂျစ်နိုင်ငံရဲ့ကမ်းလွန်ပင်လယ်နီရေပြင်မှာအပျော်စီးရေငုပ်သင်းမောတစီတိမ်မောက်ခဲ့တာကြောင့်ရုရှားခီးသွား6ဦးတေဆုံးသွားတယ်လို့ဒေသဆိုင်ရာအာဏာပိုင်တွေကအတည်ပြုပြောကြားခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။မလ29ရက်နေ့တွင်ဒေသဆန်လိုဂျီမနက်စင်နာယီဝန်းကျင်မှာအခင်းဖြစ်ပွားပြီးတဲ့နောက်ခီးတယ်စုစုပေါင်း45ဦးထဲက39ကိုကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါဗျ။အဲဒီနောက်ဒဏ်ရာရရှိသူ9ဦးထဲကလည်း လေးဦးရဲ့အခြေအနေကိုတော့စိုးရင်ရတယ်ဆိုပြီးဖော်ပြထားပါတယ်။အဲ့ဒီရင်ကုန်သင်းမဟာပင်လယ်ကမ်းခြေမြို့တစ်ခုဖြစ်တဲ့ဟူဂါဒါနဲ့10ကီလိုမီတာကျော်အကွာဝေးမှာတည်နေမြုပ်သွားခဲ့တာဖြစ်ပါတယ်။အီဂျစ်နိုင်ငံဆိုင်ရာရုရှားတန်ယိုးရဲ့အစောပိုင်းထုတ်ပြန်ချက်ထဲမှာတော့ခီးတဲ့အားလုံးဟာသူတို့နိုင်ငံသားတွေဖြစ်တဲ့အကြောင်းရေးသားထားပါတယ်။ဒါပေမဲ့လည်းပင်လယ်နီဒေသအုပ်ချုပ်ရေးမှူးဟန်နာဖီကတော့ရုရှား၊အီဂျစ်၊အိန္ဒိယ၊နော်ဝေနဲ့ဆွီဒင်စတဲ့နိုင်ငံသားတွေပါဝင်နေဆိုပြီး ခီးတဲ့ရေတွက်ကိုပါအတီးပြုတ်ပေးခဲ့ပါတယ်။စင်ဘတ်အမီးရရေငုပ်သင်းမော ကုမ္ပဏီဟာဟိုဂါရာကန်ဥရဲအနီးကတနာကြောက်တန်းတွေကိုစူးစမ်းလေ့လာနိုင်အောင်စီစဉ်ပေးပြစ်တာဖြစ်ပါတယ်။အဲ့ဒီကုမ္ပဏီဟာတကမ္ဘာလုံးမှာရှိတဲ့အပန်းဖြေရေငုပ်သင်းမော14စင်းထဲက2စင်းကိုပိုင်ဆိုင်ထားပြီးခီးစဉ်တစ်ခုမှာလိုက်ပါသူ44ဦးနဲ့ရင်မောင်းနှုတ်တို့ပေါင်ဝင်လေးရှိကြောင်ဖော်ပြထားပါတယ်။အဲ့ဒီကင်းစင်မှာလူကြီးကလေးမရွေးပဲ လိုက်ပါနိုင်သလိုရေအောက်25မီတာတိဆင်းနိုင်တဲ့ကြောင်းလည်းသိရပါတယ်။အခင်းဖြစ်ပွားချိန်မှာပင်လယ်ရင်နဲ့ရာသီဥတုပါငြိမ်သက်နေတဲ့အလျောက်တင်းမောတင်းမောရတဲ့အကြောင်းရင်းကိုအာနာပိုင်တွေကဆက်လက်စုံစမ်းစစ်ဆေးနေပြီဖြစ်ပါတယ်။ဟိုကာရာမြို့မှာလည်းလှပတဲ့ကမ်းခြေတွေနဲ့တန်းနာကြောက်တန်းတွေပိုင်ဆိုင်ထားတဲ့အလျောက်ကမ္ဘာလက်ခီးသွွားတွေကြားရေပန်းစားတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။အဲဒီမြို့ရဲ့စိတ်ကမ်းမှာတော့ခီးသွွားလုပ်ငန်းအများပြားလေပတ်လုပ်ကံလျက်ရှိပါတယ်ခင်ဗျာ။ နိုင်ငံတကာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အေးဇက်ပါ